မင်းကင်းနယ်မင်းစုရွာဖုံးကျဲတိုက်ခိုက်ခံရမှုမှာတေဆုံးသူ9ယောက်ထပ်တိုးလာပြီးစုစုပေါင်းတေဆုံးသူ16ယောက်ရှိလာပါတယ်။ဒီသတင်းကိုသုတချန်တာဖေးပို့ထားပါရရှင်။ မေလ23ရက်နေ့ကဖြစ်ပွားခဲ့တဲ့စကိုင်းတိုင်းမင်းကင်းနဲ့မင်းစုရွာပုံကျဲတိုက်ခိုက်ခံရတာမှာတရားရသူတွေထဲကသေဆုံးသူ9ယောက်ထပ်တူခဲ့တာပါဖြစ်ဖြစ်ချင်းမှာသေဆုံးသူ17ယောက်ရှိခဲ့ပြီး9ယောက်ထပ်တူခဲ့တာကြောင့်စုစုပေါင်းသေဆုံးသူ16ယောက်အထိရှိလာပါတယ်သေဆုံးသူတွေထဲမှာအသက်6လကလေးငယ်အပါဝင်အသက်14နှစ်ယောက်ကလေး9ယောက်အထိပါဝင်ခဲ့ပါတယ်လက်တလုံးမှာထိခိုက်ဒဏ်ရာရလို့ဆက်ပြီးစေကူတာခံနေရသူ14ယောက်ကျန်ရှိနေပါတယ် မဖြစ်ဖြစ်ချင်းပြည်ဆုံးတာ7တယောက်နောက်ထပ်ကအဲ့ဒီမှာထတ်တူးကသေယုံပါသွားတဲ့ဥစ္စာ5ယောက်ဆုံးတာသေယုံယောက်ကြီးမှ5ယောက်ပေါ့ဗျာ5ယောက်5ယောက်ကထတ်တူးပေါ့နော်အဲ့ရဘေဘီနှွေးနှွေးဆိုတာမနှွေးနှွေးရဲ့သမီးကိုနဲနဲ့တခါလဲခေါင်းတစ်ချောင်းကိုတစ်ချောင်းနဲ့အသားစားတွေကိုပကံနဲ့ထည့်ခေါ်လာရဲ့ဥစ္စာမွေးကင်းစားသာသာလေးပေါ့ဆိုရင်ရတဲ့လူနာက6ယောက်လောက်တော့ရှင်းဦးမှာပေါ့ခြေကလက်ပြတ်ပြီပေါ့နော်ဒေတာရဲ့အချင်းကြီးကလည်းရင်ကိုကြောက်နေရတယ် ဒီဆုံးလောင်းနေရတော့အကုန်လုံးတကြိုပြီးကြကျွန်တော်ချက်ချင်းပဲတကြိုလိုက်တယ်ကျွန်တော်တို့ဒီမှာဘာမှကိုလုံးမရအောင်ဖြစ်နေတာစတားလေးနေရာလည်းမဖွင့်ရဲကြောက်လေးနေရင်ကတောက်တော့ဝဲနေရကျွန်တော်တို့နေရောညာဆွဲနေရနေရောညာရောကိုဝဲနေတာကျွန်တော်ဘက်မှာနောက်ဆုံးရတဲ့သတင်းအချက်အလက်တွေရမင်းစုရွာမှာဘုံနံကြောင်အင်ဂျင်22လုံးဝန်းကျင်ထိခိုက်ပျက်စီးခဲ့ပြီးမြေပြင်မှာတွေ့ရတဲ့လက္ခဏာတွေရစစ်ကောင်စီလေကပေါင်900ကလပ်စတာဘုံနဲ့ကျဲချခဲ့တာဖြစ်နိုင်တယ်လို့ဒေသခံတွေကမှတ်ချက်ပေးပါတယ် မင်းကတော်တော်ဆိုးဆိုးဝါးဝါးအဖြစ်ကြတာများတယ်ဗျစစ်ကောင်စီရဲ့လူသားမဆန်တဲ့ကိစ္စပေါ့ပြည်သူပြည်သူလို့မမြင်မဲနဲ့တရားလောင်အထိလေကြောင်းတွေလိုကြီးတိုက်ခိုက်တာကတော့တော်တော်လူသားမဆန်ဘူးလို့ပဲကျွန်တော်တို့အနေနဲ့ကတော့သုံးသပ်ပါတယ်မင်းစုရောလေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးကတော့နိုင်ငံတကာနိုင်ငံလုံးနေရာအနှံ့ပြားမှာလည်းဖြစ်နေကြတာဆိုတော့ဒီမင်းကင်းမှာတမကတခြားနေရာတွေလည်းပိုပြီးတော့ယူဆိုင်စီခြင်းနဲ့ဒီကောင်းနေမိုက်တဲ့မိုက်တွင်းနဲ့လာကြပြီအဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူတရေလုံးက ပိုပြီးစီလုံးမှုလိုပါတယ်ပိုပြီးငင်ညို့ဖို့လိုပါတယ်ကျွန်တော်တို့ဒေါ်လာရေးသင်းဖွဲ့တွေအားလုံးကလည်းဒီသူကိုကျွန်တော်တို့ပိုပြီးကာကွယ်ဖို့လိုလာပါတယ်ပေါ့မက်စလာ28ရက်နေ့စကိုင်းကလင်လုံကာလာမစစ်ကောင်စီရဲ့အစမပြတ်တိုက်ခိုက်မှုတွေကြောင့်မင်းကြီးမျိုးနယ်ထဲမှာထိခိုက်ဒဏ်ရာရသူအများပြားရှိခဲ့ပြီးလုံလောက်တဲ့ဂျမိုင်းဝန်ထမ်းနဲ့ဆေးဝါးပစ္စည်းတွေမရှိသေးဘူးလို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီကမင်းကြီးနယ်နဲ့ကနီနယ်ကိုချင်းတွင်းမြေရိုရေလန်းခီနဲ့ဆက်ဆက်ပြီးနေမြေထိန်းချုပ်ချင်တာကြောင့် PRB တိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်ကျွန်တော် 都得抢奶吧。